ဂျပန်နိုင်ငံခြိုက်ကာမဆရာဝန်များသူနာပြုဆေးဖွဲ့များနဲ့ ကူညီပစ္စည်းများ၊စေဝါများအေးပြေးနှရက်မှာရရှိကြောင်းသိရပါတယ်။နိုင်ငံတော်ဆိုရအနေနဲ့ငလီတန်သည့်ဒေတာများရှိပစ္စည်းဆုံးရှုံးမှုများကိုအလီမြန်စုံစမ်းစစ်ဆေးပြီးအချိန်နဲ့တပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရှိတဲ့အပြင်ပြည်ပမှလူသားချင်းစာနာထောက်ထားမှုများဆိုင်ရာကူညီများကိုလက်ဖွဲ့ပေးထားပြီးဖြစ်ရာအေးပြေးလာနှရက်နဲ့ပိုင်းမှာငလီတန်သည့်ပြည်သူများအတွက်ဂျပန်နိုင်ငံဆိုင်ကာမဆရာဝန်များ၊သူနာပြုဆေးဖွဲ့များနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊စေဝါများပါဝင်တဲ့လေယာဉ်ဟာရန်ကုန်ပြည်ပဆိုင်ရာ ေစိမ့်တို့ရောက်ရှိလာကြောင်းသိရပါသည်။အဆိုပါအဖွဲ့နှင့်ကေဆေးရေးထောက်ကူပြုပစ္စည်းများတွင်စေဝါများလူသုံးကုန်ပစ္စည်းများမိုးကာတဲများစေယုံသုံးပစ္စည်းများတပေါင်း1229သရမ1 ၊ KG ပါဝင်ပြီးရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်တို့ရောက်ရှိချိန်မှာရန်ကုန်တိုင်းစစ်ထနာကျုံးမှဗိုလ်မှူးကြီးတန်းနိုင်ထွန်းနိုင်ငံခြားရေးဝန်ကြီးဌာနလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့အလူပစ္စည်းများလွှဲပြောင်းလက်ခံရေးကုကဲမှုအဖွဲ့လေဆိပ်တို့မှလွှဲပြောင်းရယူပြီးငလျင်တန်းတင်ဒေသများတို့စောလင်စွာတာရောက်နိုင်ရေးလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းဆောင်ပေးခဲ့ကြောင်းသိရပါသည်။အဆိုပါဂျပန်နိုင်ငံသဘောဝဘီရဲ့နေရေးကူညီကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့မှစိုက်ကာဝန်ထမ်းနဲ့ဆေးဘက်ဆိုင်ရာပညာရှင်များပါဝင်အဖွဲ့ဝင် 22ဦးပါဝင်တဲ့အစိုးရဖွဲ့ဟာမြေပြင်အခြေအနေအရလိုအပ်တဲ့ဈေးဘက်ဆိုင်ရာလှုပ်ရှားမှုများကိုဆောင်ရွက်မှာဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာဂျပန်တိုင်ယုံကထုတ်ပြန်ပါသည်။